အခုလုပ်နေတဲ့စက်တူလုပ်ငန်းမှာ အလုပ်တွေအားလုံးကိုကိုတယောက်တည်းပဲဒိုင်းငံလုပ်နေရပြီလားအဲ့ဒါဆိုလို့ရှင်တို့ဒီဗီဒီယိုကိုစုထည့်အောင်ကြည့်ပါလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကကျွန်တော်စက်တူလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှဆင်မနာတစ်ခုလုပ်တယ်တစ်ခုလုပ်တဲ့အခါမှာဆင်မနာတွေက audience အမတယောက်ကကျွန်တော်မေးခွန်းတစ်ခုမေးတယ်ဆရာအဲ့ကျမကအခိုးတဲ့ဒီတငယ်ချင်းတယောက်နဲ့အမျိုးသမီးတယောက်နဲ့လက်တွဲပြီးတော့မှလုပ်ငန်းတစ်ခုလုပ်ကြတယ်တဲ့ စက်တူလုပ်ငန်းပဲเนาะအဲ့တော့သူ90ကို90ဆိုပြီးတော့မှထည့်ပြီးတော့စက်တူလုပ်ငန်းလုပ်တယ်တဲ့အဲ့တော့ကျမကတော့ဒီလုပ်ငန်းကိုဥဆောင်နေသူဖြစ်တဲ့အတွက်နေရောညာရောဥစီးပြီးတော့မှလုပ်တယ်ပြင်ပြပန်းပန်းလုပ်တယ်သူကတော့ပုံမှန်မအေးစေးစေးနေတယ်အမျက်ဝေရရင်တော့ယူခြင်းနဲ့အမျက်ငွေမရရင်လည်းဘာမှမဖြစ်ဘူးနောက်ပြီးတော့မှသူကကျမနေတိုင်းဒီအလုပ်ထဲမှာပြင်ပြပန်းပန်းလုပ်နေတာကိုကျေးဇူးလည်းမတင်ဘူးတဲ့เนาะကျေးဇူးမတင်ဘူးတာဝန်ရှိတဲ့လို့လုပ်တယ်ဆိုပြီးတော့ပဲထင်နေတယ်တဲ့ ။နောက်ပြီးတော့ဒီလုပ်ငန်းတွေကနေအမြဲတမ်းခွဲထွက်ဖို့ပြောနေရတဲ့ဆရာဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့မှကျွန်တော်မေးလာပါတယ်။အဲ့တော့ဒီမေးခွန်းလေးကိုကျွန်တော်ဖြေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စက်တူလုပ်ငန်းရဲ့သဘောတဘာဝကိုကျွန်တော်ပြောပြောပါမယ်နော်။အဲ့တော့ကျွန်တော်တို့ကအခုဒီဗီဒီယိုကြည့်နေတဲ့အာလုပ်ငန်းရှင်တွေစဉ်းစားကြည့်ပါနော်အဲ့တော့ကျွန်တော်လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာအပိုင်းနှစ်ပိုင်းရှိပါတယ်နော်အဲ့တော့နံပါတ်1အပိုင်းကတော့ကျွန်တော်တို့လုပ်ငန်းရှင်ဖြစ်ပါတ BOD တွေ Board of Directors တွေဒီကုမ္ပဏီကိုပိုင်ထားတဲ့လုပ်ငန်းရှင်လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်เนาะအဲ့တော့နောက်ထပ်တစ်ပိုင်းကတော့ကျွန်တော်တို့ပါလဲဆိုတော့ဒီ BOD တွေရဲ့လုပ်ငန်းရှင်တွေရဲ့เนาะ vision တွေ mission တွေဖြစ်ချင်တဲ့အရာတွေလိုချင်တဲ့အရာတွေကို အကောင့်ထဲပေါ်ပေးဖို့အတွက်ဖွဲ့စည်းထားတဲ့နောက်ထပ် team ကတော့ကျွန်တော်တို့အပိုင်းကတော့ management team ပါအဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကလုပ်ငန်းရှင်ဒီဘက်က management team မှာအဲ့တော့ကျွန်တော်တို့ကဒီ BOD တွေကသူတို့ရဲ့လုပ်ငန်းကိုအကောင့်ထဲပေါ်ဖို့တော့ဝင်ငွေတွေရှာဖို့တို့ကိုသူတို့က management team တွေကိုငှားလိုက်တာเนาะအဲ့တော့ငှားလိုက်တဲ့တဲ့တော့အဲ့တဲ့အဲ့ဒီ management team တွေမှာကျွန်တော်တို့က CEO တွေပါမယ်အာ director တွေပါမယ် managers တွေပါမယ် general managers တွေပါမယ်အာနောက်အောက်ခြေဝန်ထမ်းတွေအထူးအောင်ပါမယ်အဲ့တော့ကျွန်တော်တို့က အဲ့လိုငားတဲ့အခါမှာ management team ငားတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူတို့လစာတွေပေးရမှာเนาะလစာတွေပေးရမှာ CEO ကိုလည်းလစာပေးရမယ် director တွေကိုလည်းလစာပေးရမယ် general manager တွေကိုလည်းလစာပေးရမယ်เนาะအဲ့တော့ဒါဘယ်လိုပေးရမှာလဲဆိုဒီဘက်ကလုပ်ငန်းရှင်ရပေးရမှာဟုတ်ပြီအဲ့တော့ကိုကဆက်တူလုပ်ငန်းလုပ်တဲ့အခါမှာကိုကိုယ်တိုင်ကเนาะလုပ်ငန်းရှင်လည်းဖြစ်တယ် BOD တွေလည်းပါထားတယ် နောက်ထပ်ဒီဘက်မှာကျွန်တော်တို့က management team နဲ့မှာပါတယ်ဥပမာကိုက CEO အနေနဲ့ဥဆောင်ပြီးတော့မှလုပ်နေတယ်ဆိုလို့ရှိရင်သိကြတယ်เนาะကိုကဒီလုပ်ငန်းထဲကနေပြီးတော့မှလာစားခန်းစားကွင်เนาะယူကိုယူတင်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့ကမဟုတ်လေကျွန်တော်တို့ကပြင်ပက CEO တွေငားဟာမှာလေပြင်ပဥဆောင်သူတွေငားဟာမှာလေဒါကြောင့်မလို့ကျွန်တော်တို့ကဘာလို့ဖို့လိုတာလဲဆိုတော့လာစားယူဖို့ခန်းစားကွင်နေယူဖို့လိုတာအကယ်၍ဒီလုပ်ငန်းက နော်တအားမကြီးထွားသေးတဲ့အတွက်လစာတွေလည်းမပေးနိုင်ဘူးခန်းစား권တွေလည်းမပေးနိုင်သေးဘူးဆိုလို့ရှိရင်ဘာလို့လို့ရလဲဆိုတော့အမြတ် margin တွေကနေပြီးတော့မှဘလောက်ရာခိုင်နှုန်းယူမယ်ဟိဆိုတော့ကျွန်တော်ပြောပြလို့မှယူလို့ရတယ်တည်ဝင်လို့ရတယ်နော်ငါတို့ကတော့ဟလာအမြတ်ထဲကနော်ဒီလုပ်ငန်းရဲ့အမြတ်ထဲကဆေးရာခိုင်နှုန်းကိုငါလစဉ်ယူမယ်ဒါလုပ်လို့ရတယ်နော်မဟုတ်ဘူးငါဒီလုပ်ငန်းကိုဦးစီးပေးမယ်အဲဒါပေမဲ့ငါကအစုရှယ်ယာဘယ်နှစုငါအဲ့ဒီလိုစူးစမ်းပေးတဲ့အတွက်အဲ့လိုဥဆောင်ပေးတဲ့အတွက်ယူမယ်ဆိုပြီးတော့မှ တရားဝင်ယူလို့ရတယ်အဲ့တော့ခုနကအမကိုကျွန်တော်ပါပြောလိုက်တယ်ဆိုတော့ဟုတ်ပြီအဲ့တော့အခုလက်တွဲလုပ်နေတဲ့ကိုယ့်ရဲ့ partner ကကိုယ့်ရဲ့ကြိုးစားမှုတွေတော့ကိုယ့်ရဲ့ပြင်ပမှုတွေကိုအလေးမထားဘူးခွေလည်းမဆိုင်ဘူးဆိုလို့ရှိရင်ပြောလိုက်ပါကိုမပါနဲ့တော့နော်ကိုယ့်နေရာကိုဝန်ထမ်းတစ်ယောက်အစားထိုးလိုက်နော်အစားထိုးလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့လာစားပေးရတော့မယ်အဲ့ဝန်ထမ်းခန်းစားခွင့်တွေလည်းပေးရတော့မယ်နော် သူ့ကို authority လည်းပေးရတော့မယ်တောင်းဒီဘယ်လိုခေါ်အောင်တောင်းယူမှုတောင်းခံမှုတွေလည်းပေးရတော့မယ်အာဏာတွေလည်းပေးရတော့မယ်အဲဒါဆိုရှင်သူအမရဲ့တံမိုးကိုနားလည်သွားမယ်ဆိုပြီးတော့ပြောတော့သူသိတော့တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့များရှင်နေနေကိုကအလုပ်ထမ်းမှာတရားအောက်ထဲတိုင်းကနှုတ်နေရတယ်အထူးသဖြင့်စက်တူလုပ်ငန်းတွေမှာ เนาะကိုယ့်ရဲ့ partner ကလည်းကိုယ့်ကိုဟဲ့ဘယ်လိုခေါ်မလဲအာကျေးဇူးတင်နော်သူမှတောင်းရှိလို့လုပ်တယ်လုပ်လို့လုပ်တယ်တောင်းရှိလို့လုပ်တယ်ဒါမှမဟုတ်လှုပ်ချင်လို့လုပ်တယ်ဒါမှမဟုတ်တခုကိုအကျိုးမြတ်လိုချင်လို့လုပ်တယ်ဆိုပြီးတော့မှထင်ထားမယ်ဆိုလို့ရှိရင်ကိုကပင်ပန်းတယ်အဲ့လိုလဲပင်ပန်းတယ်နော်စိတ်နဲ့ပင်ပန်းတယ်ကိုယ့်ရဲ့စေနာတွေကိုအလေးမထားတာဖြစ်တဲ့တော့ပိုပိုမှခံရင်းဒေါသထွက်လာတယ်အဲ့တော့ဘာမှမလို့ကျွန်တော်ကတော့ဆက်တူလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်တော့သိကြတယ်ဆက်တူလုပ်ငန်းရဲ့သဘောသဘာဝကိုကောင်းကောင်းနားလည်ထားဖို့လိုတယ် တော့ကောင်းကောင်းနားလည်ထားပြီးလို့ရှိရင်တို့တို့ agreement လို့ခေါ်တဲ့เนาะတို့ကဒီဒီကျွန်တော်တို့နားလည်မှုသဘောတရားကိုကျွန်တော်တို့စာချုပ်ချုပ်ဖို့လိုတယ်เนาะအဲ့တော့ငါတို့ဆက်တူလုပ်ငန်းကဒီလိုသဘောတရားတွေရှိတယ်တော့ငါတို့ဒီစာချုပ်တွေကိုဒီမဖြစ်မနေချုပ်ရမယ်ဆိုပြီးတော့မှတချုပ်ထားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်ရေရှည်မှာပြဿနာရှိတယ်အဲ့တော့အခေပြီအခုဒီဗီဒီယိုကျင့်နေလုပ်ငန်းရှင်တွေဒီကိုကဆက်တူလုပ်ငန်းလုပ်တော့မှာပဲဖြစ်ဖြစ်ဆက်တူလုပ်ငန်းလုပ်နေတဲ့သူပဲဖြစ်ဖြစ်เนาะတို့တို့က agreement တွေဘယ်လိုချုပ်ရမလဲ နော်အဲ့တော့ဒီထဲမှာစက်တူလုပ်ငန်းမှာ rules and regulation တွေကဘာတွေရှိလဲနော်စက်တူလုပ်ငန်းရဲ့သဘောတရားကဘာတွေလဲဆိုတာကိုကျွန်တော်သိကျင်နေဆိုလို့ရှိရင်ကျွန်တော်လာမယ့်အော်တိုဘာလာ31ရက်နေ့မှာကျွန်တော်ရဲ့စက်တူလုပ်ငန်းဆိုင်ရာစီမင်းများဆိုတဲ့သင်တန်းရှိပါတယ်နော်အဲ့ဒီသင်တန်းကကျွန်တော်၄ရက်သင်ပေးမယ့်သင်တန်းမှာကျွန်တော်ကိုယ်တိုင်သင်ပေးမယ်နော်မြန်မာလိုပဲသင်မယ့်နိုင်ငံတကာနော်အဆင့်မီကျွန်တော်သင်တန်းဖြစ်လိမ့်မယ်နော်အဲ့တော့ညနေအာခေါ်နာရဲ့နေပြီးတော့မှည7နာရီထိအောင်ဇွန်နဲ့သင်မယ် เนาะတင်တန်းကြီးကိုလည်းကျွန်တော်အ ਨੇ ဆုံးဖျောက်လုပ်ထားတယ်9သိန်းနဲ့ပဲကျွန်တော်တက်ခွင့်ပြုထားတယ်เนาะအဲ့တော့ဒီတင်တန်းကိုလာပြီးတော့မှတက်ပါတက်ပြီးတော့မှဆက်တူလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့ဆိုရှယ်မှုတွေနည်းလိမ့်မယ်အစိမ့်စိမ့်ရဲတာတွေ depression တွေကျွန်တော်တို့ရော့သွားပါလိမ့်မယ်เนาะကြောက်လာပြီးတော့မှတက်ပါတက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ PPR လို့ရိုက်ပေးလို့ရတယ်လို့ messenger ကနေပြီးတော့လေ PPR တင်တန်းတက်ချင်တယ်ဆိုတော့ပြောပါအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ team ကနေဒီတင်တန်းတက်ဖို့အကူအညီပေးပါလိမ့်မယ် ဒီကြောင်းအနေနဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီကြိုးစုပ်တွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါ။ငယ်ရှိတော့နေလေးဖြစ်ပါစေ။